အဲခြေခံရပါတယ်ဟိုကားမပါတဲ့အတွက်ကြောင့်မင်းကားပါလားအဲဟိုသူတို့ idea ကို idea ကိုရင်မကြည့်ဘူးကားပါလားရင်မိတာ idea ကောင်းလားမကောင်းလား idea ဘလောက်ကောင်းကောင်းမကောင်းကောင်းကားပါရင်အဲ့လိုကအဲတဲ့မှာနေရာလေးရပြီးကိုရီးယားအထုတ်လေးနဲ့ကျွန်တော်အထယ်ဆိုင်ကြီးရှိပါတယ်အဲ့လိုမျိုးတဲဝါလို့မရောက်လေး shooting ကိုသွားပြီးတော့အထယ်ဆိုင်ကြီးမှပြီးတဲဝါကျွန်တော်သူတို့အတောင်မလို့ချင်းလက်တော်တော်ဒီရိုက်ကွေးပေါ်မှာရှိတဲ့အဲဖော်ပြမှုကိုပဲသူတို့ကကျင့်တတ်တာအိုက်ကငါးပဲလာလားဘလို့ပဲလာလားဘသူနဲ့ပဲလာလားအိုက်ကားဖာလိုင်းကိုအစင်ပြေနေကားဖာလိုင်းကိုနေရာရတယ် အဲ့ဒါလည်းကျွန်တော်မကြိုက်ဆုံးအချက်ပေါ့နော်ရှူတင်မှာအဓိကတော့ကပါတယ်မလိုပါဘူးကပါတာမပါတာအဓိကမဟုတ်ဘူး identity ကောင်းအောင်လုပ်ရမယ်ကျွန်တော်ဘောနော်ဒီပြိတက်ကိုချပြတဲ့အမှုပညာတွေစိတ်မှန်ဖို့လိုတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ခင်ဗျာပကံသူကျောဆုံးဆိုင်လေးကိုကျွန်တော်ဘာလို့ဖွင့်ပြလဲဆိုတော့အဲကျွန်တော်ကအရင်ကပကံမှာကြောညာကိုပြည်တီဦးနဲ့တွားရိုက်ဖူးပါတယ်အဲ့ဒီမှာကျွန်တော်ပကံတစ်ခါမှမရောက်ဘူးဘောနော်အဲ့ဒီကြောညာရရင်မတက်ကြောညာ shooting production ကပြန်သွားပြန်သွားတာတောင်မှကျွန်တော်ကအဲ့ဒီပကံမှာနေခဲ့ပြီးတော့ဒီအကျော်လေးကိုထိုင်စားရတဲ့အရာသာကိုကျွန်တော်အဲ့ဒီမှာနှိမ့်ချိုက်သွားတယ်ဘောနော် အဲ့ဒီ bike ကိုကျွန်တော်ဒီရန်ကုန်ကလူတွေကိုကျွန်တော်ပေးခြင်းတယ်ပေးခြင်းတဲ့အတွက်ကြောင့်ကျွန်တော်နံပါတ်လေးကိုလည်းအဲ့ဒီမှာဒီပကံကိုရောက်သွားသလိုခန်းစားချက်လေးဖြစ်အောင်ဆိုပြီးတော့ကျွန်တော်ပကံသူဆိုပြီးတော့ပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာဟုတ်အဲကျွန်တော်တို့တနည်းကြော်လောက်တော့ရှိပြီခင်ဗျအဲကျွန်တော်မြေဩဇာကြောင်ရသွားရတာပေါ့နော်ကိုပြည်တီဦးနဲ့ကျွန်တော်ဒီထိတ်တန်းမင်းသားကြီးနဲ့ပေါ့နော်ဘဝမှာကျွန်တော်တို့ဘလို့မှအဲကြိုက်ရှင်လို့တော့မမြဲရတဲ့မင်းသားကြီးနဲ့ကျွန်တော်တို့သွားရိုက်တာပါခင်ဗျာပြည်တီဦးမှလည်းမသိပါဘူးဟိုရောက်တော့မှကိုပြည်တီဦးမှန်သိတာပေါ့နော်အဲ့အတွက်လည်းကျွန်တော်တို့အရန်ပဲပြောရှင်းမိပါတယ်ခင်ဗျာအဲပကံကိုအဲ့ဒီတော့မှတစ်ချိန်မရောက်ဘူးသေးတယ်ဟုတ်ကဲ့ပါဦး အကျော်ကတော့လောလောဆယ်ကျွန်တော်ခုနှစ်မျိုးလောက်ရတယ်အဘူဒီကျော်ရဲကျွန်တော်ဘုရားကျော်လုံးလေးရဲကျွန်တော်ဗာလဲအဲဟိုပါဘောအမြင့်ကျော်တွေရဲကျွန်တော်အာလူကျော်တွေရောပေါ့ဟောပြီးတော့ဟိုပြောင်းမှုကျော်တွေရောခုနှစ်မျိုးလောက်တော့ရှိပါတယ်ဟုတ်ပဇွန်ကျော်လေးတွေရောရှိဟုတ်ကဲ့ဟုတ်ကဲ့ဘူဒီကျော်တော့အဓိကပါနော်ဟုတ်ကဲ့အချင်းရကြတော့ကျွန်တော်ဒီရန်ကုန်မှာမသုံးတဲ့အချင်းအရိအန်ဒီရဘလို့သုံးလဲဆိုရင်ဒီမှာ तू ကအဲဒီထဲမှာပေါ့နော်ဒီအကျုပ်ဘဲဦးလေးကို तू ကအဲ့လိုမျိုးလေးအချိုးကြလေးထည့်ထားတာရှိတယ်အဲ့ဒါကျွန်တော်တော့မတွေ့ဘူး အဲကျောင်းနဲ့ဘဲကိုဒီထဲမှာအဲ့ဒီအချင်းတွေထဲမှာကိုကျွန်တော်တို့သုံးထားတယ်မုံနီတွေထဲမှာလည်းကျွန်တော်တို့မတိမသားလေးကိုသူထည့်ထားတာရှိတယ်ဗောနော်အဲ့ဒါဟိုမှာကြော်တဲ့ပုံစံမျိုးပါဆိုပြီးတော့ကျွန်တော်ပြောတာကျွန်တော်ဒီရောက်မှသိတာဗောနော်အားသာလေးအဲအကျော်နဲ့တွဲဖက်သားဘူးကကျွန်တော်တို့အဓိကကောင်းချင်းပေါင်းဗောကောင်းချင်းပေါင်းလို့လဲဆိုတော့ကောင်းချင်းပေါင်းကိုလည်းအညာစတိုင်လေးပဲအဲမစည်းမပြစ်လေးဗောနော်အဖြူရမယ်ငချိတ်ရမယ်ဗောနော်အားရအောင်လဲကျွန်တော်တို့ကောင်းချင်းပေါင်းနဲ့အကျော်နဲ့ကျွန်တော်တွဲပြီးတော့ဒါပထမဆုံးစရောင်းပေးတာဗာနောက်ကျရင်လဲကျွန်တော်တို့ဘာတွေလိုရလဲဆိုပြီးထပ်ပြီးတော့ဗောနော်ထပ်တောင်းထပ်ထပ်လောင်းပြီးတော့ ရစာတွေထပ်ပြီးတော့ထူးခြားတဲ့အရာတွေထပ်ပြီးတော့ထည့်ဖို့မှာဖြစ်ပါတယ်ခင်ဗျာအရင်ကြီးကတော့နည်းနည်းကုန်ပါတယ်ဆိုင်ခန်းကဒီမှာအဲ15သိန်းဖြစ်ပါတယ်တလောက်ပေါ့နော်အရင်ကြီးကတော့နည်းနည်းတော့100နီးပါးလောက်တော့ရင်းရတာဖြစ်ပါတော့ဒီဆိုင်ခန်းပြင်လာလဲပါနေဆိုရင်တော့လောစ100နီးပါးတော့ရင်းရတာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါအနုပညာကတော့လက်ရှိလည်းလုပ်တယ်ဆက်ပြီးတော့လည်းလုပ်သွားအောင်ပဲအဲဒီအနုပညာအားရရမှာကျွန်တော်ကဒီအဆိုင်လေးတွေအထည်ဆိုင်လေးဖွင့်အကျော်ဆိုင်လေးကိုလည်းဖွင့်ပေါ့အဲလိုမျိုးလေးလေပတ်တယ်အဲအားရရဒီမှာဆိုရင်တော့ကျွန်တော်ဒီရိုက်ရိုက်ကွေးလေးခေါ်ရဆိုရင်ကျွန်တော်တွားရိုက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်က ီအလုပ်ကိုဘယ်လိုလုပ်ရမလဲဆိုတာသိသွားတဲ့အတွက်ကြောင့်အခုမှဆက်လုပ်တဲ့လူမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဝန်ထမ်းတွေနဲ့ကျွန်တော်ထားခဲ့မယ်အဲသူတို့ရဲ့ဒီစီးရင်နေဇာတိနဲ့ကျွန်တော်ထားခဲ့တဲ့အတွက်ကြောင့်အဲကျွန်တော်ရိုက်ခွေးရပြန်လာရဆိုလဲစီးရင်ဇာတိတွေပြန်လုပ်ဖို့နော်အဲတို့ကြောင့်ဒီဟာလေးကကျွန်တော်တို့ကတော့တာကြီးခက်ခဲတဲ့အပိုင်းတော့မဟုတ်တော့ဘူးနော်အခုမှဆက်လုပ်မဲ့လူတွေအတွက်ကြောင့်ဒါအာနှစ်ခုလုပ်ဖို့တော့ခရင်တယ်ဗောနော်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါကျွန်တော်အမှုပညာမလုပ်ခင်တုန်းကလမ်းဘေးဆေးရောက်တာလမ်းဘေးဆေးလမ်းဘေးဆေးတယ်ဗောနော်အခုလက်ရှိဖွင့်လာတဲ့စမ်းချောင်းလေးရဲ့အရှိမှာကျွန်တော်ရဲ့အောင်မြေပဲအဲဒါကြောင့်မို့လဲဒီအောင်မြေကကျွန်တော်အောင်မြေဖြစ်တဲ့အတွက်ကြောင့်ဒီနေရာကိုကျွန်တော်ယုံနေ အဲကျွန်တော်အခုလမ်းပြဖွင့်ခဲ့တဲ့ဟာလေးကြောင့်လည်းကျွန်တော်ဒီလိုမျိုးတွေအောင်မြင်တွေ့တက်လာတာဖြစ်တဲ့အတွက်ကြောင့်အဲဒီဝင်းထဲမှာဆိုင်ငန်းတွေအခုလိုမျိုးစီစီကားကားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဖျားပေးတဲ့စုပဲဒီရဲ့ခွင့်ရေးကိုကျွန်တော်ကအသုံးမချလို့မရဘူးเนาะသူများနေတော့ကတော့ဒါစန်တော်ဝါဖြစ်လိုက်မယ်ကျွန်တော်တို့ကတော့ဒီမြေကအဲကျွန်တော်ရောင်းခဲ့တဲ့လမ်းပြသေးတဲ့ဘဝရောင်းခဲ့တဲ့မြေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမြေကိုကျွန်တော်ကြိုက်တယ်ဗျာကြိုက်တဲ့အတွက်ကြောင့်ဒီမြေမှာကျွန်တော်ဖွင့်တယ်ဆိုရင်အောင်မြင်မယ်ဆိုတာကျွန်တော်ယုံကြည်ထားတယ်အဲလိုကြောင့်ကျွန်တော်ရေရေတင်းကိုကျွန်တော်ရင်းလိုက်တာ ပြီးတော့ကြော်တိုင်ဖွင့်နေဆိုတာလေဒီဝင်းထဲမှာအကျော်ကဘယ်သူမှမလုပ်သေးဘူးပထမဆုံးကျွန်တော်ဒါစလုပ်တယ်ဖြစ်တဲ့အတွက်ကြောင့်အဲဘောနော်ရောင်းကောင်းမယ်လို့လည်းကျွန်တော်ဒါယုံကြည်တယ်အဲရောင်းကောင်းမယ်လို့လဲရှေးချောက်ပို့ပြီးတော့လဲရောင်းရမယ်ဆိုပြီးတော့လဲကျွန်တော်တွတ်ဆထားပါခင်ဗျာကျွန်တော်ကတိတော့ဇလန်တို့မှာလဲပောက်ထားပြီးသားဆိုတော့ကျွန်တော်ဖုံးမြက်လင်းကျွန်တော်တိတော့ channel မှာကျွန်တော်ကကျွန်တော်ဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီကျွန်တော်ရိုက်နေကြကိုလူကျော်အဖွဲ့တွေကိုကျွန်တော်က အဲအချောက်တွေလောက်ခိုင်းပြီးတော့ကျွန်တော်ပေါ့နော်အဲ့လိုမျိုးဂေးပုံစံနေနဲ့ကျွန်တော်ရိုက်ထားဖို့ရှိပါတယ်အဲ့ဒါလေးလည်းမကြခင်ကျွန်တော်သိမှဖြစ်ပါတယ်ခင်ဗျာဟုတ်အဲကိုလူကျော်တွေကတော့ကျွန်တော်ချစ်တဲ့တော့ကြောင့်ကိုလူကျော်တွေကညီလေးဖုံးမြလေးဆိုတာလည်းသူတို့ကဟယ်လိုဆိုတာနဲ့ညီလေးလာခဲ့မယ်ဆိုတာယူပေါ့နော်ဒီအောင်မှကျွန်တော်လူပညာကြီးကိုကျွန်တော်ဒီတန်ကျွန်တော်လက်ဥချပြီးတော့ခရော့တာဖြစ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါပကန်းသူကျော်ကိုကျွန်တော်ဒီကိုလူကျော်တွေနဲ့တံပူထူးကြအောင်ကျွန်တော်မင်းသားမသိမတော့ဘူးကိုလူကျော်တွေကအခုတလုံးမှအဆင်မပြေကြတော့လေသူတို့ကိုပဲကျွန်တော်လူပညာကြီးခေါ်ပေးမယ်သူတို့ကိုလည်းဒီကျွန်တော်ဆိုင်ဟိုဒါသူတို့ကအလုပ်တစ်ခုပို့ရသွားတယ်လို့အဲကျွန်တော်ပြောချင်ပါတယ်ခင်ဗျာဟုတ် အဲအလူမီညာသမားတွေထဲမှာကျွန်တော်ကတော့ကိုလူကျော်တွေပို့ပြီးတော့သဘောကျတယ်။ဘာလို့လဲဆိုတော့ကျွန်တော်ကိုသားကြီးတို့ကိုအဲဥကျော်ဟင်းတို့ကလည်းဒီကိုလူကျော်တွေကိုအရင် supporting ပေးခဲ့တဲ့ထဲမှာအတားထဲမှာပါရတော့ကြောင်းသူတို့ရဲ့အဲယာတို့ကိုကျွန်တော်ယူမယ်ပေါ့ဗျာကျွန်တော်အောင်မြင်သွားရင်လည်းဒီအရင်ကကိုလူကျော်ကြီးတွေတကယ်လို့အသက်ကြီးသွားခဲ့ရင်တော့မှအဖေနေရာတွေမှာကျွန်တော်ခေါ်ရိုက်မယ်။လူချမ်းနေနေတော့ကျွန်တော်မသုံးဘူး။သူတို့ကျွန်တော်တိတ်ပြီးတော့ fight မှာ fight ခိုင်းဘူး။သူတို့ကျွန်တော် villain နေရာနေပြောင်းပြီးကျွန်တော်သူတို့မင်းသားလောက်ပြီးတော့ကျွန်တော်ကအာ villain ကျွန်တော်လောက်ပြီးတော့ရိုက်ထားတဲ့ဇလန်းတွေလည်းအများကြီးရှိပါတယ်။ဒါတွေကိုကိုလူကျော်တွေကအာအတိပါတယ်။သူတို့တွေလောက်ပြချင်တယ်ပေါ့နော်။ အဲ့ဒီအတွက်ကြောင့်သူတို့လုတ်ပြခွင့်မရတဲ့အတွက်ကြောင့်ကျွန်တော်ခေါ်ပြီးဆိုတာနဲ့သူတို့သိတယ်ဇလန်ထဲမှာသူတို့ villain မလုတ်ောက်မထိုးအောင်သူတို့မျက်ရည်တွေကြရမယ်ဆိုပြောနော်အဲကျွန်တော်လည်းလာရင်သူတို့မျက်ရည်တွေကြရတယ်ကျွန်တော်လည်းအဲ့လိုမျိုးသူချစ်ကြပါတယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကစိုင်ကကျွန်တော်ရှင်ရင်းဆိုတဲ့စိုင်ဒီဇိုင်းရှိတယ် basman ဒီဇိုင်းရှိတယ်ဒီစမ်းကြောင်းလေးထဲမှာ basman ထဲစိုင်နှစ်စိုင်ဖွင့်ထားသေးတယ်အာကျွန်တော်ကြော်စိုင်နဲ့ဆိုကျွန်တော်မှာစိုင်ပေါင်း၄စိုင်၄စိုင်ရှိပါတယ်အဲ့ဒါကိုကျွန်တော်ကအထက်ဘက်ကဝင်တဲ့ပတ်စံအဲဟောဒီဘက်က ီဘက်ကအကျော်ဘက်ကရတဲ့ပတ်စံဟောတခါလေးကြာရင်ကျွန်တော်စုပြီးတော့အမှုပညာရှင်တွေကိုကျွန်တော်ဇလန်းလေးခေါ်ရိုက်တယ်ကျွန်တော်ကိုယ်တိုင်လည်းအအောင်မြောင်ကျူးစမ်းနေပါတယ်ခင်ဗျာပတ်စံမှုတွေပတ်စံမှုတွေပတ်စံမှုတွေများနေပြီများနေပြီဆိုပေမဲ့အဲများလာရင်ကျွန်တော်ကဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်အမှုပညာတွေကိုကျွန်တော်ကျွန်တော်ဝော့ဝော့ကွဲအောင်ကျွန်တော်ထိုးဖောက်မယ်ပေါ့နော်အမှုပညာတွေမဟုတ်အဲ့လိုမျိုးကြီးရွယ်ချက်ရှိပါတယ်အဲခြေခံရပါတယ်ဟောကားမပါတဲ့အတွက်ကြောင့်မင်းကားပါလားအဲဟိုသူတို့ idea ကို idea ကိုရင်မကြည့်ဘူးကားပါလားရင်မိတာ အိုင်တင်ကောင်းလားမကောင်းလားအိုင်တင်ဘလောက်ကောင်းကောင်းမကောင်းကောင်းကားပါရင်အဲ့လူကအဲတဲ့မှာနေရာလေးရပြီးကိုရီးယားအထုပ်လေးနဲ့ကျွန်တော်အထယ်ဆိုင်ကြီးရှိပါတယ်အဲ့လိုမျိုးတဲဝါလို့မရဘူးလေးရှူတင်ကိုသွားပြီးတော့အထယ်ဆိုင်ကြီးမှပြီးတဲဝါကျွန်တော်သူတို့အတော့မလို့ကြည့်လက်တော်ဒီရိုက်ကွေးပေါ်မှာရှိတဲ့အဖော်ပြမှုကိုပဲသူတို့ကကျင်းနေတာအိုက်ကငါးပဲလာလာဘလိုပဲလာလာဘသူနဲ့ပဲလာလာအိုက်ကားဖာလိုင်းကိုအစင်ပြေနေကားဖာလိုင်းကိုနေရာရတယ်အဲ့ဒါလည်းကျွန်တော်မကြိုက်ဆုံးအချက်ပေါ့နော်ရှူတင်မှာအဓိကတော့ကားပါတယ်မလို့ပါဘူးကားပါတာမပါတာအဓိကမဟုတ်ဘူးအိုက်ဒီနေကောင်းအောင်လုပ်ရမယ် တို့တို့ဘောနော်ဒီပြိတက်ကိုချပြတဲ့အမှုပညာတွေစိတ်မှန်ဖို့လိုတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်ခင်ဗျာအကားလေးကိုဆိုင်ကန်းလေးချက်ချက်ပြလိုက်တယ်တစ်ချိန်ကျရင်တော့ကျွန်တော်ကောင်းစားကြီးဝယ်ပြီးတော့ကျွန်တော်ရှူတင်ကိုတွားပြီးခြေဥမှာဖြစ်ပါတယ်နည်းနည်းခက်ကြီးကြီးပေါ့အဲဟွာဘောဘယ်လိုဘယ်လိုမလဲချက်ဘယ်လိုဘယ်လိုကားစနေပြတော့တကယ်မသိဘောနော်ကျွန်တော်ရှူတင်တွားရင်နည်းနည်းခက်ကြီးကြီးနဲ့တပည့်ဆိုလဲကျွန်တော်၃ရောင်းလောက်ခေါ်မယ်ဖြီးကိုနှစ်ဖက်မိုးမိတ်ကဆရာလေးတယောက်အဲ့တည်းမလားထိုင်ကုန်ကြီးနဲ့ထိုင်အဲ့လိုကျွန်တော်နေမှာအမှန်ကိုခဏနာကြည့်အဲ့လိုမင်းသားဆိုင်ပေါ့ဗျာ ကျွန်တော်အဲဒီဟိုရောက်နေလဲကျွန်တော်အဲ့လိုမနေတတ်ပါဘူးဒါပေမဲ့အဲ့လိုမနေပြအောင်နေဦးမှာအထီကိုနှက်လက်မိုးဟိုကဒီဘက်မိုးအဲ့လိုလိုထိုင်ကုန်တဲ့ထိုင်ဒီဒီစရာကိုအတည့်မလားတမလင်းချိတ်ပြီးတော့အဲ့လိုအဲ့လိုလုံးမှာလူငယ်ချင်း9000မရတယ်9000မရတယ်ရိုက်တော့မြောက်တော့ကုန်းတို့တန်လင်းတို့မှာရိုက်တယ်လက်စီကတော့ပြန်နေဆိုရင်ဟိုရောက်ရင်ကျွန်တော်ရှူတင်ကြရောက်ရင်ကျွန်တော်ကဟိုလူကျွေးဒီလူကျွေးရရှိသေးတယ်ကျွန်တော်တို့တရက်တော့ရင်10000တသိန်းကုန်တယ်ဟိုရောက်ရင်ကျွေးထားခဲ့မွေးထားခဲ့ပြန်လာအဲ့9000မပါလားအဲ့တော့တခါကျရင်ဒီဘက်လောက်နေမှာပတ်စံရရတယ်အဲ့လို လှုပ်ရှင်နေတော့ပဲဘာလို့ချစ်တာဟုတ်အမေကတော့ပြောတယ်နင်းနင်းကတော်တော်ဟိုးတဲ့ယူတဲ့လူဟုတ်တဲ့ဝါသနာပါကျွန်တော်တို့ကလို့အောင်မြင်ရင်လို့ထက်ကိုပေါ့နော်ဒီဟိုချစ်လို့လာတာဒီကင်မရာတွေရှေ့ရောက်နေရင်ပြုတ်ဆောင်ရနေရင်ပျော်နေတဲ့လူစားမျိုးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အကြောင်းအမေကျွန်တော်ကတော့မောင်မီမရှင်းလှုပ်တော့အောင်ပဲဆိုပြီးတော့အမေကိုလည်းခရီးပြူထားပါတယ်ဆက်လို့ပါပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စမ်းချောင်းလေးကိုပေါ့နော်လူ Facebook မှာတော်တော်များတော်တော်များအသိနေကြပါပြီစမ်းချောင်းလေးရောက်တဲ့ဆိုရင်ရန်ကုန်ရန်ကုန်သားတွေအနေနဲ့တို့ဗကန်သူကြော်ဆိုင်ကိုလာရောက်စားစားဆောင်ကြဖို့ကျေးဇူး ော်တော့ပြောကျင်ပါတယ်ဗကန်သူဆိုင်မမဟုတ်ဘူးတခြားဆိုင်တွေပေါ့နော်ဒီမှာတခြားတခြားသောဆိုင်တွေလည်းရှိတယ်ဆိုတဲ့အကြောင်းပြောကျင်ပါတယ်စမ်းချောင်းလေးကိုလာရင်ဗကန်သူကြော်ဆောင်လေးကိုလည်းလာရောက်အပိကြဖို့ဖိတ်ခေါ်ပါတယ်ဈေးလေးတွေကတော့ကျွန်တော်တို့တပွဲဥမာ9000ကျွန်တော်တို့ကောက်ချင်းပေါင်းကတပွဲဥ3000ပဲရှိပါတယ်အဲဒူရိုင်းစားနိုင်တဲ့အနေအထားလေးဖြစ်ပါတယ်ခင်ဗျာအကျော်စိုးအကျော်ကိုလည်းတကယ်အညာနေပြီး NDU ခေါ်ပြီးတော့ကြော်ထားတာဖြစ်တော့ကြောင်းကျွန်တော်ပေါ့နော်တကယ်အညာတွေသားမှာရတဲ့အကျော်မျိုးစားသားမှာဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်